အားလုံးမင်္ဂလာပါရှင်ပြည်များတို့လည်းလက်ခဲဓမ္မရေးစီစဉ်ကလပ်ဝိတုဒ္ဓိမဓမ္မနာဝိပဿနာအခွင့်အရေးကိုဆောင်ရွက်ခဲ့မဟာတဒ္ဓမဆိုဒီကာသစဆရာကြီးဒေါက်တာဦးစုမင်းကိုဖိတ်ကြားထားပါမယ်ရှင်ဒါတမီးဝေးပုံရိုးကိုသူနဲ့ပြီးစိတ်ရဲ့အကျိုးတွေတိုးတက်လာဖို့အတွက်သူနေချားနဲ့လောလောဆယ်ဆောင်ဗီဒီယိုတုံးချမယ်ဆိုပြောပြနေတာပေါ့ပုံရိုးကိုသူရင်းကိုစိတ်ရဲ့ရေသွေးတွေဆိုတာပေါ့နော်ဒီကံက စိတ်ရတာအများရာဥစ္စာစိတ်ရဲ့အညီသူတွေမြင်လာတာ ਨੇ ကိုကြီးကိုသူတွေလည်းမြင်လာမှာဖြစ်ပါတယ်အဲ့တော့စိတ်ကိုကြည့်လို့ရှိရင်စိတ်ကအများရာဥစ္စာဒီလောကလိုဒီဝိဥစ္စာစိတ်ကလည်းဥစ္စာပဲအဲ့တော့စိတ်ဆိုရလေများပြင်ဆရာတို့ကငါစိတ်သူစိတ်ပြီးဖြစ်နေတယ်စိတ်ဆိုရတဲ့ဘဝတရားလေးအခုရဲ့အဲ့တော့တော့ပထမအာရမဏပစ္စယောစရှိအာယုရှိမှစိတ်ဖြစ်တယ်ဆိုတဲ့ဘဝတရားတစ်ခုအဲ့တော့မြတ်စွာဘုရားက ဒီ nature and lot of nature ဆိုတာဘာဝတရားကြီးရဲ့အဲဒီမိယာမန်ဆွဲထွက်ခဲ့တာနော်ဥပမာလေးပြောပြတာကသိပ္ပံပညာမှာအားရှိတဲ့အာခင်မီလီဆိုတဲ့နေရာမှာရှိတယ်အဲ့တော့ရေပြည်နေတဲ့စီပိုင်းနဲ့ရေဝင်ချုပ်လို့ရေရှမ်းကြတော့ဆရာတို့လည်းသိခဲ့တယ်ဘာမှဆရာတို့ကဘာမှမဖြစ်ဘူးဒါပေမဲ့ဒီအာခင်မီလီဆိုတဲ့ဒါကိုသိပ္ပံပညာရှိတော့မှကြည့်တဲ့အတွက်နေရာမှာပညာရဲ့ကိုချက်တော်တယ်နော်အဲ့ဒီတိုင်ပဲသဘာဝတရားကြီးရှိနေတာ ဆရာတို့ပညာရဲ့မဖြစ်ခဲ့နော်လက်စွာပြန်ဒီတဘာဝတရားလေးရနေပြီပေါ့နော်နေရမှာဖြစ်ခဲ့အဲဒီတဘာဝတရားလေးရနေတော့နေရမှာဒီဝိနည်းစွာပြန်ဓမ္မစကြာတို့အနတ္တလက္ခဏာတို့သူပရိစ္ဆေသမုပ္ပါတို့ပဋ္ဌာန်းဒေသနာလေးနော်ဥပမာတရိပဋ္ဌာန်းတို့တို့နော်အဲဒါလေးကိုနေရမှာဓမ္မစွာပြန်ရှာဖို့လူရှိခဲ့တယ်ဒီနေရမှာနေတဲ့ဆရာတို့လိုက်နိုင်ကျင့်သုံးမယ်ဆိုလို့ရှိရင်စိတ်ရဲ့ဤသွေးတွေကမြင်မှလာမှာဖြစ်ပါတယ်အဲတော့ဆရာတို့အခုကတရားရင်တသက်ထင်းနေကြတာ ဟုတ်ပါဘူးတရားဆိုတာလည်းဒီသဘာဝတည်းမှာရှိနေတဲ့အားတွေလိုပဲမျက်စွာမြတ်ကရှာဖွေတွေးရှိသွားတာအဲ့တော့သိပ္ပံပညာရှာဖွေတွေးရှိတာတော့လောကမှာတော့ဘောအတက်ပညာနေနဲ့ဆင်လို့ပင်ကြခဲ့ရမျက်စွာပြရတော့အသိပညာနေနဲ့ရှာဖွေတွေးရှိခဲ့တာဒါကဟိုဝိဇ္ဇာဘာမှဆရာတို့ငင်ငင်တော့သိပ္ပံဝိဇ္ဇာဆိုကြာဟုတ်ခဲ့တယ်အဲ့တော့သိပ္ပံဝိဒ္ဒံဆိုတာမိမိကဒီသိပ္ပံပညာဆိုတဲ့အတ္တပညာတွေနဲ့တက်မြောက်ရမှာဖြစ်သလိုဒီအတ္တပညာဆိုတဲ့ပေါ့နော်ဝိဇ္ဇာပညာပေါ့ ဒီအသိပညာတွေနဲ့ဆရာတို့တန်းကြောက်ကြမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီမြတ်စွာဘုရားကိုယ်ရည်ကိုယ်သွေးတွေကိုတက်ဖို့ဟာစိတ်ရဲ့ရည်သွေးတွေမြင်မှားဖို့လိုတဲ့စိတ်ရဲ့ရည်သွေးတွေမြင်မှားဖို့ဟာတဘာဝရဲ့ပါရှိနေတဲ့ဒီနေရာမှာတည်တော့နော်လိုက်နာခြင်းတော့ဒါဟုတ်ပါနဲ့ခြင်းတော့မှာမြတ်စွာဘုရားတတိနဲ့ခြင်းတော့မှာဒီတတိနဲ့ပဲတကယ်ဘလို့ခြင်းတော့စနစ်တစ်ခုတိစောက်ရဲ့အဲ့ဒါတော့တိလာတဘာကြီးပြင်းပါတော့ ဒီတတိနဲ့သာတိလက်သမိုင်းပညာလေးကိုတိဆောက်နိုင်လို့ရှိရှင်ပေါ့နော်ဒီသွားပါလေးအနေအမှာလည်းလက်တွေ့တဲ့ကြာရှင်းသုံးတတ်ဖြစ်ပါလေကံလည်းကောင်းပါစေမြင်လည်းကောင်းပါစေ